嗯，这样子讲，喏、哦，三三，你别打打一个得打不？喏、哦、，PCB，这个 IBM 个，那个对呀，你别打个不？哦，这个啊，就那路，喏、哦，二三 BS，十内八的，就那路 Power Supply 的，就那路，Fan 路，喏、哦，一个得打，看你那嘛是个 Fan 路，就那路 Turbo Start 路。 เนาะစင်စာတို့ပါမက်တီကောင်ကွန်ထရိုးကတ်ပေါ့ဗျာပေါ်စပလိုက်ကတ်နဲ့ကျွန်တော်ကွန်ထရိုးကတ်နဲ့เนาะပေါင်းလာတာတကယ်အကြည့်ရเนาะဒါဆိုလို့ရှိရင်ဒီမှာစီတာလာတာဆိုဒါဆိုလို့ရှိရင်ဒီမှာစီတာလာတာเนาะစီအမက်တာလာဒီကွန်ပျူတာရဲ့ဒီဘက်ချမ်းကเนาะဒီဘက်ချမ်းကကျွန်တော် AC အဝင်ဘက်ချမ်းကကျွန်တော်ဒီမှာကျူးရှိမယ်เนาะ AC အဝင်ဘက်ချမ်းကဒါကျွန်တော်တို့အဆန်ပြီးရဲ့ state ပေါ့ဗျာ primary ပေါ့နော် primary ဘက်ခြမ်းနော်ဒီ secondary ဘက်ခြမ်းကိုသူကတွဲဖို့ထွက်ကောင်းနော် computer ရဲ့ဒီတိုင်အောက်ကနေတွဲဖို့ထွက်ကောင်းဒီမှာ SNPS IC ပါမယ်ဟောဒီမှာ SNPS IC ပါမယ်နော်ဒါကကျွန်တော်တို့ main filter ပေါ့ဗျာဒီကက်ကြီးရဲ့ main filter နော်အဲ AC အဝင်ကျွန်တော် AC ဝင်ကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာပလန်းကိုကြည့်မယ်ဆိုလို့ရှိရင်ဒါဒါဖြူးကဒါတစ်လိုင်းပေါ့နော် AC ဖင်းလူထွက်နော်နှစ်လိုင်းဝင်ပါကဒါ AC တလိုင်းပါဗျာနော်ဒီမှာ disk cap ပါနော်မကြည့်လိုက်နော်ဒီနှစ်ငုတ်ကပလန်တစ်ခုပဲနော်ဒီနှစ်ငုတ်ကပလန်တစ်ခုပဲအဲ့တော့ကျွန်တော်တို့ AC swap ကိုဘယ်ကနေထည့်ရမလဲဆိုကြည့်မယ်ဆိုရင်ဒီမှာဒီမှာတလိုင်းတွေ့ပြီနော်မာ bright dial bright dial တွေ့ရမယ်နော် bright dial ဒီမှာ AC တလိုင်းရမှာဖြူးခံပြီးတော့ bright dial ရဲ့တစ AC တစဝင်မယ်ဒါဆို နောက်တစကကျွန်တော်ဒီဒီငုတ်ဖြတ်သွားမယ်เนาะဒီငုတ်ဒီငုတ်เนาะဒီငုတ်ဆိုတာဒီကောင်ပါပဲเนาะเนาะဒီငုတ်ဒီငုတ်ရဲ့ဒီငုတ်ရဲ့เนาะအဲ့ဒီအလဲငုတ်ကိုကျွန်တော်တို့ AC ထည့်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီ bright dial ကို AC နဲ့ဆောက်ရအောင်မယ်ပြီးရင်ကျွန်တော်တို့ဒီ DC အပေါင်းနှုတ်ကနေပြီးတော့เนาะ bright dial ရဲ့ attract DC အပေါင်းနှုတ်ကနေပြီးတော့ကျွန်တော်တို့ဒီ capacitor ထဲကိုဒီ capacitor တွေရဲ့ကိုဝင်သွားမယ်เนาะ ဟုတ်နော်ဒီ capacitor ကျွန်တော်တို့ parallel parallel ရိုက်ထားတာပေါ့နော် capacitor နှလုံးကအပေါင်းအပေါင်းအနှုတ်အနှုတ်နော်အပေါင်းအပေါင်းအနှုတ်တော့ဒီမှာဂျမ်ဘာနဲ့ကျွန်တော်တို့ကုပ်ပြီးတဲ့ဆိုဒီမှာဒါဂျမ်ဘာပေါ့နော်ဒါဂျမ်ဘာနော်ဂျမ်ဘာနဲ့ကုပ်ပြီးတဲ့ဆိုကျွန်တော်တို့ဒါအပေါင်း capacitor ရဲ့အပေါင်းလားနော်ဒါနောက်တစ်လုံးရဲ့အပေါင်းနော်ဒါက ground နော် ground နော်မှာ ground နော်ဒါဆိုပရလယ်ရိုက်ထားတာပေါ့ဒီကပ်ပစီတာတွေတော့ရောက်မယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီရလေးကိုလည်းဒီရလေးဒီရထည့်လိုက်လို့ရှိရင်ဒီရထည့်လိုက်တဲ့ AC line တစ်စာဒီရလေးကိုလည်းရောက်နေမယ်နော်ဒီရလေးကိုလည်းရောက်နေမယ်နော်လူထည့်တစ်စာကတော့ဒီကတ်ကိုလည်းရောက်နေမယ်ဒါပေမဲ့ဒီကတ်ကိုကြတော့ကျွန်တော်တို့ဒီရ controller က နေပြီးတော့เนาะ control လောက်ပြီးရဲ့ဆိုကျွန်တော်တို့ဒီ relay ကိုဒီ relay ကို on တော့မှကျွန်တော်တို့เนาะဒီကိုဒီကတ်ကိုเนาะ fade တစားကိုမယ်เนาะတဘောကတော့เนาะအဲ့လိုเนาะ fade တစားကိုမယ် fade တစားကိုပြီးရဲ့ဆိုဒီမှာဒီ inverter circuit လောက်လောက်မယ်ပေါ့ကြာ fade တစားကိုမယ်ဆိုလူထဲရောက်ပြီးသားဝင်ဒီဒီကတ်ကနေပြီးတော့ဒီ relay ကနေပို့လွှတ်လိုက်တဲ့ fade တစားကကျွန်တော်တို့ဒီကိုရောက်မယ်เนาะဒီ AC socket ကိုရောက်မယ်ဒါ AC socket ဒီကအသေးမှာဆိုလို့ရှင်ဒီ AC socket ကိုရောက်မယ်အဲ့တော့မှသူကဘာဖြစ်လဲဒီ bright မှာ bright တန်ရောက်ကြီးရဲ့ LN ဆ AC နဆကိုဝင်မယ်ဝင်ပြီးတော့ဆိုเนาะဒီက DC အပေါင်းထွက်မယ်ဒီက DC အနုတ်ထွက်မယ်ထွက်လာတဲ့ DC အပေါင်းအနှုတ်ကဒီ capacitor main filter ကြီးတွေဝင်မယ်เนาะ450 volt main filter ကြီးတွေဝင်မယ် main filter ကြီးကနေမှတစ်ဆင့်ကျွန်တော်တို့ဒီ IBM IC ကိုလည်းသူက input အဖြစ်သူကပေးရမယ်เนาะ input အဖြစ်သူကပေးရမယ် import ဖြစ်ပေးရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာเนาะဒီမှာ IC တလုံးပါရယ်เนาะအဲသူလည်းပြောမှာဆိုရင်သူလည်း SNP IC ပဲเนาะ SNP က73 IC ပဲเนาะသူကနေပြီးတော့ကျွန်တော်တို့ဒီအတွက် BCC တွေထုတ်ပေးမယ်เนาะ BCC 15ဗိုလ် line တွေပေါ့เนาะ15ဗိုလ် line 3 line ပါမယ်เนาะ15ဗိုလ် line 3 line ထုတ်ပေးမယ် import BCC ပေါ့เนาะဒီထဲမှာရှိတဲ့ဒီ IBM IC ထဲမှာရှိတဲ့ NGPT 6လုံးအလုံးလုံးလွှိုင်းဖို့အတွက်เนาะ IGBT 6လုံးဒီ IPR IC ကမှပါတယ်ပေါ့နော်အဲ6လုံးပြောမှဆိုနှလုံးတစ်စုံနှလုံးတစ်စုံပေါ့ဗျာနော်ဒီ UVW 3 line အတွက်လေနော်ဒီ UVW 3 line အတွက်အဲ IGBT 6လုံးကိုသူကမောင်းမက်တာ PCC ဝင်မဲ့ကတာ capacitor လေးပေါ့ဗျာနော်ပြီးတော့နော်ဒီကောင် IPR IC ကောင်းပြီဆိုလို့ရှိရင်သူကဒီကနေ UVW output ထွက်လာမယ်နော်ဒီမှာ UVW နော်ဒီမှာ UVW output ထွက်လာမယ် ထွက်လာပြီးတော့သူက inverter compressor ကိုသူကမောင်းမယ်ပေါ့နော်မောင်းနေတယ်အဲ့တော့ဒီကက်ကဘာဖြစ်လာဆိုတော့ဒီကောင်ကြီးပွင့်လာပြအခုဒါမျက်မြင်ပြည့်ချက်ပေါ့နော်ဒီမှာ capacitor ကြီးဒီမှာဖင်ကြီးဆူထွက်နေနော်ပြင်ဒီဒီ capacitor တစ်လုံးလည်းဒီမှာဆူထွက်နေတယ်နော်ဒါကမျက်မြင်ပြည့်ချက်တယ်နော်မျက်မြင်ပြည့်ချက်တယ်ဒီမှာဆူပြီးရဆိုတော့ဒီမှာအပေါင်းဘက်ကဟိုကပွင့်သွားပုံရတယ်နော်ဒီမှာ electrolyte နော်ဒီအထဲမှာရှိရ electrolyte အရည်တွေပေါ့ဗျာနော်အရည်တွေရတယ်မှာ ွင့်ထွက်ပြီးတော့မှစီးွားတာတွေ့လားမှတိတိရောက်တယ်နော် DPC ခြင်ငုတ်ဂျားလေးတွေမှာပေါ့နော်မှ auto coupler OPC မှ817ပေါ့နော်အဲသူရဲ့ခြင်ငုတ်ဂျားလေးတွေပါရောက်တယ်နော်အဲ့ဒါအရင်ဆုံးဒီ capacity ကလုံးဖြုတ်ကမှဖြုတ်ပြီးတော့ဆိုဒါမျက်မြင်ပြစ်ချက်ဆိုတော့ meme ထိုးမဆန်းတော့ဘူးနော်ဒီမှာမျက်မြင်ပြစ်ချက်တွေ့နေတယ်ဖြူတော့မပြတ်ဘူးဖြူမပြတ်ဘူးဆိုတော့ဒါဟိုတန်းရှော့လွတ်တယ်ဆိုတဲ့သဘောပေါ့နော်မီတာနဲ့မတိုင်းခင်တော့အာဒါမဲ့တေချောင်းလို့ကျွန်တော်မီတာနဲ့တိုင်းကြည့်ရမှာနော် င်တာနက်တိုင်းမယ်ဆိုတော့ကျွန်တော်တို့ဒီ IBM ICU ကိုအရင်ဆုံးအကြမ်းဖျင်း short lot မလို့တိုင်းမယ်ပေါ့ဗျာနော် short lot မလို့တိုင်းမယ်ဆိုတော့ကျွန်တော်တို့ကဒီမှာဒီမှာ၃ငုတ်ရှိမယ်နော် UW ၃ငုတ်ရှိမယ် UW ၃ငုတ်ကိုကျွန်တော်တို့ကပတ်ချလဲလှည့်တိုင်းကြည့်နော် short ပြလားမပြလားဟိုတိုင်းကြည့်အပြအောင်နော်တိုင်းကြည့်မပြအောင်နော်နောက်တစ်ငုတ်မပြအောင်နော်อืม ဆောင်းမပြเนาะဆောင်းမပြဆိုတော့သူကသဘောကတော့ capacitor ဒီ main filter capacitor ကြီးရဲ့အပေါင်းအနှုတ်လိုင်းနေနဲ့နောက်ဒီ UW3 ငုတ်ရဲ့နောက်ဒီမှာ UW3 ငုတ်ရှိမယ်လीเนาะဒီမှာ UW3 ငုတ်ကိုလည်းတိုင်းကြည့်မယ်เนาะ ဒီတလိုင်းတော့ပြ။နော်ဒီတလိုင်းပြ။နော်ဒီဟွန်လင်းကုန်းเนี่ยဒီ capacitor အပေါင်းเนี่ยနော်ဟိုမှာပွင့်ထွက်သွားတဲ့ဘက် capacitor အပေါင်းဘက်เนี่ยကျွန်တော်တို့ဒီမှာ U တငုံเนี่ยတော့ပြရတွေ့လားပြနေ เนาะဒါဘာပစ္စည်းမှမဖြုတ်ခင်ကျွန်တော်တို့ဒါစမ်းကြည့်ကြပါเนาะအဲ့တော့အခုကဒါစမ်းကြည့်လိုက်တော့ဒီတလိုင်းကเนาะ short လို့ပြရတယ်เนาะအဲ့တော့ကျွန်တော်တို့ဒီကောင်ကိုအရင်ဆုံးဖြုတ်လိုက်ဖြုတ်ပြီးတော့မှပြန်တိုင်းကြည့်မယ်ဒီနှလုံးဖြုတ်ရမယ်ဖြုတ်ပြီးရဆိုတော့ကျွန်တော်ဒီမှာဒီကောင်တော့ဒီ circuit ကတော့မျက်မျက်အနေထားနဲ့ကိုသူကမီးထည့်ပြီးစစ်ကြည့်လို့အဆင်မပြေတဲ့အနေထားပါเนาะ ဲ့တော့ကျွန်တော်ဒီပြတ်စီးတဲ့ကောင်တွေကိုဖြုတ်ရမယ်ဖြုတ်ပြီးတော့ကျွန်တော်ဒီကောင်တွေကိုနော်အီလက်ထရိုလိုက်အရည်တွေကိုတောင်ဆင်ပေါ့ကျွန်တော်ဆေးရမယ်ကြောရမယ်နော်အဲ့ဒါခုရှိမယ်နော်အဲအဲ့တော့ကျွန်တော်ဒီကောင်လေးထုတ်လိုက်အောင်နော်ဖြုတ်ပြီးတော့ဒီကောင်ကိုဆေးဆေးပြီးတော့မှကျွန်တော်ကတော့ပြန်တိုင်းကြည့်အောင်မယ် IBM ICU ပဲနော်တန်ကြီးကြည့်တယ်ရှားပါပစ္စည်းဒီကြောမယ်ဆိုတော့ IBM ICU ပါနော်ကျွန်တော်တို့နိုင်ငံအနေထားနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ ်ဦးဝဲဖို့ခဲရင်လည်းအဲ့တော့အိုက်ကောင်အရင်အစုံဆက်ကလောက်ရအောင်နော်အဲ့တော့ကျွန်တော်ဒီကောင်လေးတွေလောဆယ်ဖြုတ်လိုက်မယ်ဒီနှလုံးဖြုတ်လိုက်မယ်ဖြုတ်ပြီးဒီကောင်လေးဆေးရမယ်နော်ဟိုဆေးရလမ်းကြောင်းမှာမလွတ်လို့ရှိရင်လည်းဒီ transfer လေးတွေပါရအစားတာဖြုတ်ကင်ဖြုတ်ရမယ်နော်ဒီသူတွားတဲ့လမ်းကြောင်းအီလက်ထရိုလိုက်အခြေစီးွားတဲ့လမ်းကြောင်းနော်ဒီ dock shop capacitor လေးလည်းဖြုတ်ပြီးဆေးတင်ဆေးရနော် เนาะဆိုတော့ဒီနှလုံးတော့ capacitor ပွင့်လာတဲ့နှလုံးတော့เนาะဖြုတ်လိုက်ဒီနောက်တလုံးဒီနောက်တလုံးเนาะဒီမှာဒီရည်ဒီမှာဒီမှာပွင့်သွား electrolyte အရေတွေ့လာเนาะ electrolyte အရေတွေဒီမှာစီကြเนาะဒီကောင်ကဒီမှာဒီလိုဖြတ်သွားเนาะဒါတော့ဆူဆူဝါးဝါးပွင့်သွားဒီကောင်လေးစေးချ Oni sića, sicciame,